မင်္ဂလာပါရှင် MFP ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်တစ်ဆက်သူမိုးအိမ်ကျဲပါ။မန္တလေးတိုင်းတပိုင်းကတော်လိုင်းအရာစုတွေထိန်းချုပ်ဆိုးမိုးထားတဲ့မတရားဆင်ကူတပိတ်ကျင်းနဲ့မိုးကုံမြို့နယ်ကိုစိုးစုကတကြံကာလအတွင်းမှာတိုက်လေရင်နဲ့ဘုံကျဲတက်ဖြတ်မှု16ကြိမ်ကျွလွန်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြုံးလင့်ခရိုင်ပကဖတပ်ဖွဲ့ဝင်တွေက MFP ကိုပြောပါရစေ။ ဧပြီလ23ရက်တကြံအကြိုနေ့ကနေဧပြီလ18ရက်နှစ်စန်းတရက်မွန်းတဲ့အချိန်လေးစီးရင်ဖြစ်ပြီးဘုံတိမန်လို့အမျိုးသမီးအပါဝင်ဒေသခံအုပ်သေးဆုံးက20နီးပါးဒဏ်ရာရပြီးအိုးအိမ်အဆောင်အုံပျက်စီးတာတွေလည်းရှိပါတယ်တကြံအကြုံနဲ့ဧပြီလ23ရက်ည7:00နာရီအချိန်တပိတ်ကျဲမြို့နယ်ချောင်းကြီးကျေးရွာရွာလယ်ပိုင်းကိုစိုးစုကတိုက်လေရင်နဲ့နှစ်ကြိမ်ဘုံကျဲတက်ဖြတ်ရမှာဒေသခံပြည်သူအမျိုးသမီးတူနဲ့ အမျိုးသားတဦးသေဆုံးပြီး၈ဦးဒဏ်ရာကနေ20နီးပါးပျက်စီးခဲ့ပါတယ်။တကြံအတက်နေဖြစ်တဲ့အေဘီလာ16ရက်နေ့လယ်ပိုင်းမှာလဲစင်ကူးမြို့နယ်တရော်ပင်ရွာရဲ့အမြောက်ဘက်ငကမောက်တောင်မုတ်ပေါအနီးကိုစိုးစုကတိုက်လေရင်နဲ့ပုံကျဲရာအရတားပြည်သူ၈ဦးဒဏ်ရာရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။နေ့စံတရက်ဖြစ်တဲ့ ဧပြီလ18ရက်မနေ့ပိုင်းမှာပဲမိုးကုံမြို့ကိုနှစ်ကြိမ်နဲ့တပိတ်ကျင်းမြို့နဲ့အတွင်းကိုတစ်ကြိမ်စုစုကတိုက်လေရင်နဲ့ဘုံကျဲတက်ဖြတ်ခဲ့ရာမိုးကုံမြို့အနောက်ပိုင်းတစ်စိတ်ကုံကြီးရွာကဒေသခံပြည်သူနှုတ်တန်းရခဲ့ပါသေးတယ်စကိုင်းတိုင်းအင်းတော်မြို့နယ်တဲကဂျုံဂျုံကြရွာစေကန်းနဲ့အနီးပတ်ဝန်းကျင်ကနေအိမ်တွေကိုစိုးစုကလေးချောင်းပုံကျဲလို့ပြည်သူတို့အုပ်ထိခိုက်တန်းရရှိသွားတယ်လို့ဒေသခံသတင်းမြစ်တချို့ကပြောပါရယ် ဂျုံညွညရွာကိုစိုးစုကအေဘီလာ18ရက်နေ့စံတရက်နေ့မွန်လွယ်ပိုင်းမှာလေကြောင်းပုံကျဲခဲ့တာဖြစ်ပြီးကျေးရွာစေကန်းကလေပတ်တာမရှိတော့လို့ကြီးကြီးမားမားထိခိုက်တာမရှိပေမဲ့အနေအနာကနေအိမ်တွေဘုံစားထိမှန်ခဲ့လို့ပြည်သူတို့အူးထိခိုက်တံရရှိသွားတာဖြစ်ပါတယ်။ဂျုံညွညကျေးရွာစေကန်းဟာຫນွေဦးတော်လန်ရေးအစာပိုင်းကာလမှာတော့ပြည်သူတို့လာရောက်စေကူသားမှုခံယူတာမျိုးရှိခဲ့ပေမဲ့အခုနောက်ပိုင်းမှာတော့စေကန်းပိတ်သိမ်းထားခဲ့တာနှစ်အတော်ကြာရှိနေပြီဖြစ်ပါတယ်။ စကိုင်းတိုင်းမြို့နယ်ရှစ်မြို့နယ်ကကျေးရွာတွေကိုအေပီလ9ရက်ကနေ16ရက်ထိရှည်ရဆက်တိုက်စုံစုကလေကြောင်းပုံကျဲပစ်ခတ်လို့ပြည်သူ90နီးပါးတိစုံပြီး60ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်အကွေးချင်းတော်တိုက်ခိုက်ခံရပြီးတဲ့နောက်နိုင်ငံရေးအကျဉ်းသားတွေပေါင်းရင်အကျဉ်းသားတွေကိုတိုက်ခိုက်မှုနဲ့ဆက်ဆက်တဲ့ဆိုပြီးစိုးစုကညှဉ်းပန်းနှိပ်စက်နေတယ်လို့နိုင်ငံရေးအကျဉ်းသားတွေနဲ့နေဆက်တဲ့သတင်းရင်းမြစ်က MPP ကိုပြောပါတယ် မကွေးမြို့နဲ့15မိုင်ခန့်အကွာဒေါင်းနေချောင်းနေမှာရှိတဲ့မကွေးအကျဉ်ထောင်နဲ့အကျဉ်ထောင်ရှိမှာရှိတဲ့ရက်တရက်25တို့ကိုဒေါင်းစစ်အောင် RPDF အဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေကအေဘီလ23ရက်တကြံအကြိုနေ့ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုအတွင်အကျဉ်ထောင်ထောင်မှုလည်းတည်ဆုံခဲ့ပါတယ်မကွေးအကျဉ်ထောင်ကိုဒေါ်လန်အိတ်တက်တွေတိုက်ခိုက်ခဲ့ပြီးတဲ့နောက်စိုးစုကနိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား65ဦးခန့်ကိုတိုက်ခိုက်မှုနဲ့ဆက်ဆက်တယ်ဆိုပြီး ညှဉ်းပန်းနှိပ်စက်မှုတွေပြုလုပ်နေပါတယ်အဲ့ဒီတဲမှာနိုင်ငံရေးအကျဉ်းသားကိုအောင်ခန့်ဦးခကိုပါလေးနဲ့တောင်တွင်းချင်းမြို့နယ် NLD ပါတီကတိုင်းဒေသကြီးလွှတ်တော်ကိုစလဲဦးဝင်းမြင့်လိုင်ခကိုလန်လိုင်တို့နှစ်ဦးမှာအသက်အန္တရာယ်စိုးရင်ရတဲ့အထိနှိပ်စက်ခံရပြီးစေဝါကုသမှုမပေးဘဲတိုက်ပိတ်ခံရတယ်လို့နိုင်ငံရေးအကျဉ်းသားတွေနဲ့နှိစက်တဲ့သတင်းမြစ်ကပြောပါရယ်။စိုးအစုမကွေးအကျဉ်းထောင်မှာ မြန်မာနှိမ့်ဆက်ခံရတဲ့ကိုအောင်ခံဦးခကိုပါလင်းဟာထောင်နဲ့203နဲ့ကြာခံရသူဖြစ်ပြီးလွတ်တော်ကိုစလဲဦးဝင်းမြင့်လိုင်ခကိုလန်လိုင်ဟာထောင်နဲ့183နဲ့ကြာခံရသူတွေဖြစ်ပါတယ်။ဒါအပြင်မကွေးဘို့အချင်းထောင်တွင် NLD ပါတီမကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုအပါအဝင်စကိုင်းတိုင်းနဲ့မကွေးတိုင်းတွင်ကဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေရှိနေပါတယ်။မိမှုခရိုင်စလင်းမျိုးနယ်မှာအခြေဆိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ဒေါင်းစစ်အောင် RPDF ကတော့နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လည်ခေါ်ထုတ်ဖို့ရည်ရချက်နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးထောင်မိုးဝါရောက်ရှိချိန်မှာလက်နက်ငယ်တွေချိုးယွင်းမှုရှိခဲ့တာကြောင့်ရှင်းမဆက်နိုင်တော့ဘဲပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်တယ်လို့ဒေါင်းစစ်အောင် RPDF ဖွဲ့တာဝန်ခံထူလီကပြောပါတယ်။အကျဉ်းထောင်နဲ့ရေကင်းစကန်တိုက်ခိုက်မှုဖြစ်ပွားနေစဉ်ဧပြီလ23ရက်ညပိုင်းမှာအကျဉ်းထောင်တွင်အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့အကျဉ်းသားတွေကြားတင်းမာမှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲထောင်ဝင်နှန်းတွေကတနက်နက်ပြစ်ခတ်ခဲ့တဲ့အတွက်ထောင်တွင်းဓမာယုံမှာရှိနေတဲ့နိုင်ငံရေးအကျဉ်းသားစောရှိအောင်အပါအဝင်နိုင်ငံရေးအကျဉ်းသားနှုတ်အ ਨੇ ဆုံးတည်ဆုံခဲ့ပြီးနိုင်ငံရေးအကျဉ်းသားနဲ့အကျဉ်းသားတွေထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ကငါးဦးထက်မနည်းစေဝါကူတာမှုခံယူနေရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။